ဒီနေ့အတွက်ကျွန်တော်တို့လေ့လာသုံးသပ်မယ့်ခြောင်းအရာတော့တော်တော်လေးကိုအစွန်းနှုတ်ပဲရောက်နေတဲ့အချိန်ဤတစ်ခုပါဟုတ်ကဲ့တကယ်ကိုစဉ်းကျင်ပတ်အမြင်တစ်ခုလို့ဖြစ်နေတာอืมတဖက်မှာယူကရိန်းလေတပ်ကထုတ်လိုက်တဲ့ဗီဒီယိုတစ်ခုကိုကြည့်လိုက်ရင်ယင်းထက်မှမျောလင်းချက်တဲ့ပြန်ပြေးလာသလိုခံစားရတယ်ပြင်သစ်လို့ Mirage 2000တိုက်လင်းတစင်ဟုတ်တယ်သူရဲ့ကိုယ်တိုင်ပေါ်မှာအောင်ပွဲအမှတ်တရားတွေနဲ့အဲ့ဒါပဲရန်သူဒုံးကြီးချက်စင်းကိုပစ်ချထားတဲ့အမှတ်တရားတွေ ဟို KF ရဲ့တစ်စီတန်တာရီကိုအသက်ပြန်ဝင်လာသလိုပဲလေတကယ်ပဲအတက်ဆဲရပါဒါပေမဲ့အဲ့ဒီဗီဒီယိုကိုပိတ်ပြီးမြေပြင်ပေါ်ကသတင်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီခန်းစားချက်ကလုံးဝပျောက်သွားရောဟုတ်ပါတယ်အခြေအနေကလုံးဝတမျိုးဖြစ်သွားတယ်ယူချာရဲ့အပြင်းအထန်ထိုးစစ်တွေတနည်းအားဖြင့်တနည်းအားထိုးပေါက်ခံနေရတဲ့ရှေ့တန်းစစ်မျက်နှာတွေနောက်ွယ်မှာလည်းယူကရိန်းကိုနေမြေတွေအများကြီးဆွတ်လွတ်ခိုင်းတဲ့ငင်းချမ်းရဲ့အဆိုးပြုချက်တွေကဖျားပေးနေတယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကွာသလိုဖြစ်နေတာပေါ့အဲ့ဒါကိုဗစ် ဒီနေ့ကျွန်တော်တို့နည်း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 ဆွေးနွေးကြည့်ချင်တာယူကရိန်းဟာရေရှည်မှာအင်အားကြီးလေးတက်တခုတိဆောက်ဖို့ပြင်ဆင်နေချိန်မှာလက်ရှိမြေပြင်စစ်ပွဲကိုအရှုံးပေးရလောက်တဲ့ဖိအားပေးမှုတွေနဲ့ဘာကြောင့်တစ်ချိန်တည်းမှာရင်ဆိုင်နေရတာလဲဒါဟာမဟာဗျူဟာမညီညွတ်မှုလားဒါမှခိုပိုကြီးတဲ့နိုင်ငံကြီးကစားကွက်တစ်ခုရဲ့အစ်စ်ပိုင်းလားအဲ့ဒီမေခွန်းတွေရဲ့အဖြေကိုဒီနေ့တရင်ယူမြစ်တွေကနေရှာကြည့်ကြရအောင်ကဲပထမဆုံးအနေနဲ့အားလုံးရဲ့စိတ်တက်ကိုမြင့်တင်ပေးလိုက်တဲ့ အဲ့ဒီ Mirage 2000 video ကြောင်းနေဆက်လိုက်ရအောင်ဟုတ်ကဲ့ဒါဒါရိုးရိုးဝါရဖြန့် video တစ်ခုထက်ပိုတယ်လို့ကျွန်တော်ထင်တယ် second 40ကျော်ပဲရှိတဲ့ video လေးနောက်ခံမှာ print pop တစ်ချင်းတစ်ပုတ်နဲ့อืมလင်းရင်မှုတယောက်အသင့်ပင်ပြီးကောင်းကင်မိုတက်သွားတာကိုပြထားတာလေဒါမဲ့တကက်အဓိကအချက်က video ရဲ့60 second လောက်မှာမျက်စိတမိတ်အတွင်းပြသွားတဲ့လင်းရင်ကိုထဲပေါ်ကအမှားဓာတ်ဒီပဲဒုံးချီပုံ6ခုအဲ့ဒါတွေကဘာကိုဆုလို့တာလဲ အဲအဲ့ဒီအချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီ kill marks လို့ခေါ်ရအောင်ပွဲအမသားတွေကပထမကမ္ဘာစစ်ကတည်းကလေရင်မှုတွေကြားမှာရှိခဲ့တဲ့အဆင်နလာတစ်ခုလीကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပြတဲ့ဂုံယူဆရာတင်ကြတဲ့တစ်ခုပေါ့ဟုတ်ပါတယ်ဒီမှာပေါ်ပြီးထူးခြားတာကသူပြစ်ချက်ခဲ့တဲ့လို့ယူဆရတဲ့ຢာတွေဟာလေရင်နေမဟုတ်ဘူး cruise တုံးကြီးတွေထင်နေတာပဲအော်လေရင်မဟုတ်ဘူးတုံးကြီးတွေဟုတ်တယ်ကျွမ်းကျင်သူတွေကတော့ ဒါတွေဟာရုရှားရဲ့ KH-101 အမျိုးအစား cruise တုံးကြီးတွေဖြစ်နိုင်တယ်လို့သုံးသပ်ကြတယ်။ဒီတုံးကြီးတွေကဂျာဖျန်ဟန်တာဟိုအင်မတန်ခက်တဲ့လက်နက်မျိုးတွေပါ။ဘလောက်တောင်ခက်ခဲလို့လဲ။ဒီတုံးကြီးတွေရဲ့ NDA ရှိပုံကိုပုံမြင်တောင်းနည်းနည်းလောက်ရှင်းပြပေးပါလား။ KH-101 တွေကလည်းအတန်ထက်များလုံးနီးပါးတနာတွေကို မိုင်600ကျော်လုံးနဲ့ပြန်တန်းနိုင်တယ်။မိုင်600ကျော်။ဟုတ်တယ်။ပြီးတော့မြေပြင်နဲ့ကပ်ပြီးအနင့်ပြန်တန်းနိုင်တဲ့အတွက်ရေဒါတွေမှာဖမ်းမိဖို့တော်တော်ခက်တယ် အဲ့ဒီလိုလက်နက်မျိုး6ဆင်းကိုတိုက်လျင်တရှင်းနဲ့လိုက်လံပြစ်ချနိုင်ခဲ့တယ်ဆိုတာကလေယာဉ်မှုရဲ့ထူးခဲတဲ့စွမ်းရည်ကိုပြနေတာပဲဒါကတော်ယုံစွမ်းရည်နဲ့တော့မဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်ပါဘူးတမ်ဟိုးရကြည့်ရင်လေဒီဒုံးချီတစင်းကအမေရိကန်ဒေါ်လာ1တန်းကျော်တန်းနဲ့တစင်းကိုနော်ဟုတ်တယ်ဆိုလိုတာကဒီလေယာဉ်မှုတယုံတဲကယူရှားရဲ့ဒေါ်လာ12တန်းကျော်တန်းနဲ့လင်နက်တွေကိုဖျက်ဆီးခဲ့ုံတင်မပါဘူး အဲ့ဒီဒုံးကြီးတွေပြစ်မှတ်ထားနိုင်တဲ့ခလစ်ဆေးယုံလိုလူနေရွက်ွက်လိုနေရာတွေကိုပါကာကွယ်ပေးလိုက်နိုင်တယ်ဆိုတဲ့အတိတ်ပဲ။ဒါကြောင့်လူတွေကသူ့ကိုကီးရပြတက်စီလို့ပြောနေကြတာ။ဟေးမှန်ပါတယ်။တိုက်လီယန်ကိုတိုင်ကလည်းစိတ်ဝင်စားစရာပဲ။ Mirage 2000ဆိုတာထုံးကွယ်ခုနှစ်ဆက်ပြည့်လွန်နှစ်တွေကတည်းကထုံးလုပ်ခဲ့တယ်လီယန်နော်။ဟုတ်တယ်။နှစ်ပေါင်း40ကျော်ပြီ။ဒါရမဲဒီနေ့အကြည့်ဆွမ်းဆောင်ရည်မြန်မာနေတော့ပဲ။သူ့ရဲ့မြင်ဆုံးအမြန်နှုန်းက match 2.2ဆိုတော့အတန်ထက်20 ကြော်ပို့မြန်တယ်တော်တော်မြင်တာပေါ့ရှင်းအောင်ပြောရရန်ကုန်ကနေမန္တလေးကိုမြင်းနဲ့20လောင်းနဲ့ရောက်နိုင်တယ်မြန်လုံးမျိုးပါပြင်တစ်ကဒီလိုလျင်6ဆင်းဖေးပြီးလျင်မှုတွေကိုလာပေါင်းများစွာလေ့ကျင့်ပေးခဲ့တဲ့ဆိုတော့ဒါကယူကရိန်းအတွက်တကယ်ကိုအတက်စရာပဲဒါမဲ့ဒီ6ဆင်းနဲ့တော့စစ်ပွဲတစ်ခုလုံးရဲ့အခြေအနေကို ပြောင်းလဲနိုင်မှာမလားအဲ့ဒါကတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ဒါကပူကြီးမားတဲ့ပုံစံတစ်ခုရဲ့အစပဲလို့ပြောရမှာပဲ Murex 2000ဟာအရေးပါတယ်ဒါပေမဲ့ဒါက ရေတိုးဖြည့်ရှင်းချက်တစ်ခုပဲ။ဩရေရှည်အတွက်အစီအစဉ်လေးရှိသေးတယ်ပေါ့။ဟုတ်ပါတယ်။ယူကရိန်းရဲ့ယူမန်းချက်ကဒီထက်အများကြီးပိုကြီးတယ်။စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီမျူရက်ဗီဒီယိုမထွက်ခင်ရပ်ပိုင်းလောက်မှာပဲ။တမရဇလန်စကီးဟာ Paris မြို့မှာပြင်သစ်တမရမက်ခရိုနဲ့တွေ့ပြီးပိုခစ်မိတဲ့ The Sort Raphael တိုက်လီယန်အဆင့်တရားရဝဲယူဖို့သဘောတူညီချက်လက်မှတ်ထိုးခဲ့တယ်။ Raphael အဆင့်တရားဟုတ်တယ် Raphael ဆိုတာကက Mirage ထက်အင်ဂျင်နှလုံးပါတယ်ပုံမြန်တယ်လက်နက်ကိုတချမတန်လော့အထည်သေးနိုင်တယ်ခိမိအယုံဖန်ကိရိယာတွေနဲ့ electronic စစင်ရေးစနစ်တွေကအများကြီးတာလွန်တယ်ဒါဖြင့်တခြားအစီအစဉ်တွေကိုရှိတယ်လားရှိပါသေးတယ်ဒါဖြင့် Sweden C က sub JAS 150 group pen တိုက်လီရင်150ဝေဖို့ပါဆွေးနွေးနေတယ်လို့တင်ဒီထွက်နေတယ်တစ်ချက်တောင်း Rafael အစင်တရား group pen အစင်တရား150ဆိုတော့ဒါကအသေးဖွဲ့ကိစ္စမဟုတ်တော့ဘူးမဟုတ်တော့ဘူး ဒါဟာယူကရိန်းကသူ့ရဲ့လေတက်ကိုအနာဂတ်အတွက်ကမ္ဘာအဆင့်မီဖြစ်အောင်အလုံးစုံပြန်တည်ဆောက်နေတယ်ဆိုတဲ့သဘောပဲဒီနေရာမှာကျွန်တော်နားမလည်တဲ့အချက်တစ်ခုရှိလာတယ်။ဟုတ်ကဲ့ပြောပါ။သူတို့ကနေပေါင်းများစွာကြာမဲ့ဤပညာအမြင့်ကြီးတုံးရမယ်အနာဂတ်လေတက်တစ်ခုကိုတည်ဆောက်ဖို့ပြင်နေတယ်။ဒါပေမဲ့လက်ရှိမြေပြင်ပေါ်မှာတော့နေမြေတွေဆုံးရှုံးနေရတယ်။ဒါကလက်ထဲမှာအိမ်လောင်နေတာကိုမငြင်းပဲနောက်ဆိုင်နေနေမဲ့တိုက်တဲ့အတွက်အုံမြင့်ချနေတယ်လို့ဖြစ်မနေဘူးလား။အေးဒါတကယ်ကအတီးကိုကြွနေမင်းခွန်းမင်းဒီမဟာပြောဟာနှစ်ခုကဘလို့ဆက်ဆက်နေတာလဲ ဲ့ဒီအချက်ကပဲလက်ရှိအချိန်ရဲ့ရှုပ်ထွေးမှုကိုမိမောင်းထိုးပြနေတာတဖက်မှာရေရှည်ရှင်တန်ရင်းနဲ့အနာဂတ်မှာအင်အားကြီးနိုင်တဲ့တခုဖြစ်လာရေးအထက်ရင်းနှီးမြှုပ်နှံနေတယ်ဒါကမြုံလင့်ချက်ကိုပြတယ်อืมဒါပေမဲ့အဲ့ဒီအနာဂတ်ကိုရောက်ဖို့အတွက်လက်ရှိအခြေအသေးကိုကြော်ဖြတ်နိုင်မလို့သေးရဲ့လေအဲ့ဒီလက်ရှိအခြေအနေကဘလောက်တောင်ဆိုးရွားနေလဲဆိုတာကိုကြည့်လိုက်ရင် ပုံစံကလုံးဝတမျိုးထွက်သွားရောဟုတ်ပြီဒါဆိုရင်အဲ့ဒီမြေပြင်ပေါ်ကာတီတဲ့အမှန်တရားငွေကြောင်ကိုဆက်ပြီးဆွေးနွေးကြည့်ကြအောင် ကောင်းကင်ကမျောလင့်ချက်တင်နေမြေပြင်ကအခြေအနေဘလောင်တောင်ကွာချနေလေလက်တလော့ရပိုင်းအတွင်းကိုပဲကြည့်ယူကရိန်းဘက်ကထုတ်ပြန်တဲ့ကိန်းကနန်းဒီအရာရုရှားဟာမောင်းသူမဲ့လင်းရင်466ဆင်းဒုံးကြီး48ဆင်းနဲ့တနိုင်ငံလုံးကိုဖိမှတ်ထောက်တိုက်ခိုက်ခဲ့466ဆင်းတော်တော်များတာပဲဟုတ်တယ်အဓိကတော့စွိုင်းစက်ယုံဒီမြေထားလန်းတွေလိုအခြေခံအဆောက်အုံတွေကိုဖိမှတ်ထားတာပဲဒါပေမဲ့ရတားဒီအထိခိုက်မှုကလည်းမနေဘူးဟုတ်လား ဥပမာတစ်ခုပြောရရင်ရှေ့တန်းနဲ့အဝေးကြီးမှာရှိတဲ့အနောက်ပိုင်းတန်လို့ပုံမျိုးကလူနေတိုက်ခတ်တဲ့လုံးကိုဒုံးကျည်နေတိုက်ခိုက်ခဲ့လို့ခလေး၃ယောက်ပါဝင်အ ਨੇ စုံလူ26ယောက်သေဆုံးလဲတယ်။အိုးဒါကတော့တော်တော်ဆိုးတာပဲ။ဒါကရုရှားရဲ့နီးဖြူဟာပဲ။စစ်မြေပြည်မှာတင်မဟုတ်ပဲရတားတွေရဲ့စိတ်တက်ကိုပါချိုးဖျက်ခိုးယူရပြီးစနစ်တကျတိုက်ခိုက်နေတာ။စစ်မြေပြည်မှာကောဘယ်လိုခြေနေရှိလဲ။ဘယ်နေရာတွေမှာအဓိကထိုးဖောက်ခံနေရတာလဲ။တလင်းနေတဲ့မှာဒေတာနာမည်တွေအများကြီးတွေ့နေရတော့ ဘေဟာကအရေးကြီးတုံးလေဆိုတာနည်းနည်းရှုပ်ထွေးတယ်အဓိကကြားတဲ့နေရာ၃ခုကိုကြည့်လို့ရပါတယ်ပထမတစ်ခုက Denis Propetrov อืมအဲ့ဒီမှာယူရှားကယူကရိုင်းရဲ့အဖိုးတန် Himmos Dumpilogia တစ်စင်းနဲ့ Neptune ကမ်းခြေကကွေဒုံးကြီးစနစ်နှစ်ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ကြေညာတယ် Neptune ဆိုတာဟို Moskva ဘာစစ်တင်ဘိုးကိုနစ်မြူခဲ့တဲ့ဒုံးကြီးစနစ်နဲ့သားဟုတ်ပါတယ်အဲ့ဒါပဲ အဲ့ဒီစနစ်နှစ်ခုကိုဖျက်ဆီးလိုက်နိုင်တယ်ဆိုတာယူကရိန်းရဲ့ပင်လယ်နက်ကိုထိန်းချုပ်နိုင်စွမ်းကိုတိတိတသားထိခိုက်စေတယ်။ဒါဆိုရင်ဒုတိယနေရာကကောဒုတိယနေရာကဇပိုရီဂျာအဲ့ဒီတကရှေ့တန်းတစ်ခုလုံးကပျော်လဲနေပြီလို့တောင်သုံးတက်နေကြတယ်။ယူရှားတက်တီကဟူလိုက်ပိုးမျိုးဘက်ကိုခြိတက်နေပြီးအဲ့ဒီတကမြစ်၃ဆင်းတစ်လျှောက်မှာယူကရိန်းတိဆောက်ထားတဲ့ကာကွယ်ရေးလိုင်းတွေကပြိုကျတော့မလို့ဖြစ်နေတယ်လို့သတင်းတွေကဆိုတယ်။တတိယနေရာကတော့ Donbass ခင်မထင်တယ်။ဟုတ်ပါတယ်။ တတိယနဲ့အရေးကြီးဆုံးကတော့ Torbus data ပဲ။ Pocross မြို့ကလုံဝနေပါကြာဆုံးသွားပြီ။အိုးအဲ့ဒီကနေ CVS နဲ့ Lyman မြို့ရိဘက်ကိုယူရှားတက်တွေကဆက်ပြီးထိုးဖောက်ဝင်ရောက်နေလေ။ Lyman မြို့ထဲမှာယူရှားကင်းထောက်တပ်ဖွဲ့တွေရောက်နေပြီဆိုတဲ့ဗီဒီယိုအထောက်ထားတဲ့တောင်ထလာပြီ။တနီယာပြီးတနီယာဒီလောက်မြန်မြန်ထိုးဖောက်ထက်နေရတာကတော်တော်လေးကိုစိုးရင်စရာပဲ။ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ Ukraine ရဲ့ကာကွယ်ရေးကဘာလို့ဒီလောက်ထိအားနေတော့ရတာလဲ။ ဒါကအရေးမစ်ခွဲဝေပုံဆွဲမှုပြဿနာနဲ့တိုက်ရိုက်ကြည့်လို့တတင်းရေးမစ်တရေတုံးသက်ချက်ရယူကရိန်းဟာ Cross မြို့ကိုမကြဆုံးရအောင်ကာကွယ်ဖို့အတွက်သူ့ရဲ့အင်အားအများစုအကုန်ဆုံးတက်မီဒီကိုအဲ့ဒီကိုပို့ထားခဲ့ရတယ်။ Oh အင်အားအကုန်လုံးကိုတနေရာထဲမှာစုပုံလိုက်သလိုဖြစ်သွားတာပေါ့။ဟုတ်တယ်။အဲ့လိုလုပ်လိုက်တဲ့အတွက်တခြားရှိတန်းတွေထက်တဲ့ Zaporizhia တို့ Dnipropetrovsk တို့မှာကာကွယ်ရေးကအားနည်းသွားပြီး ယူရှာကအဲ့တော့ထိုးဖောက်ဖို့အခွင့်အလမ်းကြီးတခုဖြစ်သွားတာပေါ့ဒါကမဟာဗျူဟအမားတခုလို့တုံးသက်ထားတာမျိုးရှိလားအမ်နှမျိုးလုံးလို့ပြောလို့ရတယ်တချို့ကတာကိုအမားလို့မြင်တယ်ပကရော့စ်တခုလည်းကိုအယုံဆိုင်လုံးလို့တခြားနေရာတွေပွင့်သွားတယ်ပေါ့ဒါပေမဲ့တခြားတစ်ဖက်မှာလည်းပကရော့စ်ကမဟာဗျူဟရအစိအေးပါတဲ့အတွက်လက်လွတ်လို့မဖြစ်ဘူးလို့ယူကရိန်းစစ်ဦးစီးချုပ်တွေကအဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်ဆိုတော့အစိုးရကအကောင်းဆုံးကိုရွေးလိုက်ရတာမျိုးပေါ့ဟုတ်ပါတယ် ဘလို့ပဲဖြစ်ဖြစ်ဂျီမေပြင်ပေါ်ကအချက်တဲကနောက်ွယ်ကတန်တမန်ကြီးရာစာဝဲဝိုင်းတွေပေါ်မှာဘလို့ရိုက်ခတ်နေလဲဆိုတာကိုစက်ကြည့်ရင်ပုံစံကပိုရှင်းလာပါလိမ့်မယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီစပွဲရဲ့တတိယမြောက်အလွားဖြစ်တဲ့နိုင်ငံရေးနဲ့တန်တမန်ကြီးဖီအားဒီအကြောင်းဆက်သွားရအောင်။မိမိမှာဒီလောက်အထိဖီအားဒီများနေချင်းမှမေအမေရိကန်ကကြောထောက်နောက်ခံပေးထားတယ်လို့ယူဆရတဲ့ငင်းချမ်းရေးအဆိုပြုချက်တခုထွက်ပေါ်လာတယ်။ဟုတ်ပါတယ်။အဲ့ဒီအစည်းအဝေးရဲ့အချက်လက်တွေကတော်တော်လေးပြင်းထန်တယ်လို့ကြားတယ်။တော်တော်လေးပြင်းထန်ပါတယ်။ အချက်နှစ်စီးချက်ချက်ပါတဲ့အဲ့ဒီအစီအစဉ်ရဲ့အဓိကချက်တွေကိုကြည့်လိုက်ရင်ယူကရိန်းရဲ့တော့တော့မျိုးချရခက်တဲ့အချက်တီချီးပဲဥပမာဘလို့ချက်တီပါလဲဥမာယူကရိန်းရဲ့ခရိုင်းမီးယားနဲ့ဒွန်ဘတ်စတေတာတွေကိုရုရှားပိုင်းအဖြစ်တရားဝင်အတိမပြုပေးရမယ်ယူကရိန်းစစ်တပ်အင်အားကိုလက်ရှိရဲ့နှစ်ခွဲဆောင်းလောက်အထိရှော့ချပြီးအင်အားလေးတိမ့်မဲ့ထားရမယ်။အင်အားကိုအများကြီးရှော့ချခိုင်းတာပဲ။ဟုတ်ကဲ့။ပြီးတော့နိုင်ငံခြားတပ်တွေယူကရိန်းမြေပေါ်မှာရှိနေလို့မရဘူး။ ဒီအချက်တွေကိုကြည့်လိုက်ရင်ဒါဟာရုရှားကစစ်ပွဲမစခင်ကတည်းကတောင်းဆိုခဲ့တဲ့အမြင့်ဆုံးတောင်းဆိုချက်တွေနဲ့နီးနီးဆက်ဆက်တူနေတာကိုတွေ့ရပါလိမ့်မယ်။ဒီအစည်းအဝေးကဘာကြောင့်အခုလိုအချိန်ကြာမှာထိုးပေါ်လာတာလဲ။အချိန်ကြိုက်ကတော်တော်လေးစိတ်ဝင်စားစရာပဲ။ယူကရိန်းမြေပြင်မှာအရေးနိုင်နေချိန်ကိုရွေးပြီးဖြားပေးတာလား။အချိန်ကခါကတကယ်ကိုအရေးပါတယ်။ယူကရိန်းနိုင်ငံတွင်းမှာလည်းနိုင်ငံရေးအခြေအနေကအားနည်းနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်။အော် ဟုတ်လားအကတိလိုက်စားမှုပြဿနာနေကြောင်းအစိုးရအဖွဲ့ဝင်အပြောင်းလဲနေဖြစ်နေတယ်လွတ်တော်ကိုတောင်မကျင်းပနိုင်ဖဲရက်ဆိုင်ထားရတဲ့အထိပဲဒီလိုနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေချိန်မှာဒီလိုအစီအစဉ်မျိုးထွက်လာတာကဖိအားပေးမှုရဲ့တစိတ်တပိုင်းဖြစ်နိုင်တယ်လို့သုံးသက်သူတွေကမြင်ကြတယ်။နောက်ထပ်တဲလွန်းစွာတွေကရှိသေးလား။ရှိပါသေးတယ်။ပမတ်တာဇလန်စကီနဲ့ American တနမန်ကိုတူရကီမှာတွေ့ဖို့စီစဉ်ထားပေမဲ့ American ဘက်ကနောက်ဆုံးအချိန်ကြမှခရီးစဉ်ကိုဖျက်သိမ်းခဲ့တယ်။ ဒါတွေအလုံးကနောက်ွယ်မှာတန်တမန်ရေးရအရတင်းမာမှုတွေရှိနေတာကို ပြလေတာပဲ Ukraine ဘက်ကတော့ဒီ season ကိုဘလူးတုံပြန်လဲတဖက်မှာတော့ရာရှိတွေကဒါကိုလက်နက်ချခိုင်းတာအရှုံးပေးခိုင်းတာလို့ပြင်းပြင်းထန်ထန်ပယ်ချထားတယ်ဟုတ်ပါတယ်ဒါပေမဲ့တရင်ရင်ရစ်တချမှာတော့ Ukraine လွတ်တော်အမတ်တချို့ကဒီလိုငင်းချမ်းရဲ့သဘောတူညီရေးမျိုးကိုလက်မထိုးဖို့ယာယီအစိုးရတဲ့အထက်ကိုဖွဲ့စည်းလာနိုင်တယ်လို့ ခံမနေကြတာတွေလည်းတွေ့ရတယ်။နိုင်ငံတွင်းမှာသဘောထားကွဲလမ်းမှုတွေတကယ်ပဲအဲ့လောက်အထိကြီးမားနေပြီလား။အဲ့ဒီအချက်ကအတိအကျပြောဖို့ခက်ပေမဲ့ကြီးမားတဲ့ဖိအားအောင်မှနိုင်ငံကြီးအကြောင်းတွေပေါ်လာတာတော့အမှန်ပဲ။ဒါပေမဲ့ဒီနေရာမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အလဲပြောင်းတစ်ခုရှိနေတယ်။ဟုတ်။ဗာများလဲ။အဲ့ဒါကတော့ရုရှားဘက်ကရွေချက်ပဲ။ Wall Street Journal နဲ့ကိုးကားဖော်ပြထားတဲ့အမေရိကန်ထောက်လန်းရေးတုံးထက်ချက်တစ်ခုရပူတင်ကိုယ်တိုင်ကစစ်ပွဲကိုအဆုံးသတ်ဖို့ကြောက်ရွံ့နေတယ်လို့ဆိုတယ် တမင်နဲ့ဒါနဲ့နဲ့တော့ထူးဆန်းလဲစစ်မြေပြင်မှာအတာစီရနေတဲ့တူကစစ်ပွဲကိုအဆုံးသတ်ဖို့ဘာလို့ကြောင်ရမှာလဲအဲ့ဒီတုံးတက်ချက်ရဲ့နောက်ွယ်ကယုတိကပါလဲရန်ကောင်းတဲ့မေကွန်းမှာသူ့ရဲ့ယုတိကဒီလိုရှိတယ်စစ်ပွဲကိုအခုအဆုံးသတ်လိုက်ရင် ရုရှားတပ်ဆုံးရှုံးခဲ့ရတဲ့အသက်ပေါင်းများစွာဘီလီယံနဲ့ချီတဲ့ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီးရုရှားပြည်သူတွေကိုရှင်းပြရအောင်မယ်။အော် ြည်သူကိုမျက်နှာပြရမှာကိုစိုးရင်တာပေါ့ဟုတ်ပါတယ်အိမ်ပြန်လာမဲ့စစ်ပြန်နင်းတန်းလောက်ကကျူတို့ဒီလောက်အထိအဆုံရှုံခံတဲ့ရတာတွေက crimea နဲ့ဒုံးပတ်စတွေ့ပင်လာဒါဒီအားလုံးကဘာထွက်လဲလို့မေးလာမယ်မေးဟုံးကို kremlin မှာအဖြစ်မရှိဘူးလို့ဆိုတယ်อืมဒါကဖြစ်နိုင်တယ်ဒါကြောင့် putin ကတိကျလေအောင်မြင်မှုတစ်ခုနဲ့စစ်ပွဲကိုအဆုံးတတ်လိုက်ရမှာထက် စစ်ပွဲကိုတက်နိုင်မလို့ရှေချောင်းဆွဲထားပြီးမပြီးဆုံးတဲ့ပဋိပက္ခတစ်ခုအဖြစ်ထားရှင်နေတယ်လို့သုံးသပ်ကြတာဆိုတော့ဒါကတကယ်ကို မထင်မှတ်ထားတဲ့ရှုထောင့်တစ်ခုပဲ ယူရှားကမြေပြင်မှာအပြင်းအထန်ထိုးစစ်ဆင်နေတာကယူကရိန်းကိုစားပွဲဝိုင်းစီရောက်လာအောင်ဖိအားပေးဖို့တသက်ပဲဖြစ်ပြီးတကယ်တမ်းသဘောတူညီချက်တစ်ခုကိုလက်မှတ်ထိုးဖို့လို့သူ့ကိုယ်တိုင်လည်းအဆင်သင့်မဖြစ်သေးဘူးဆိုတဲ့သဘောလား အတိကြပါပဲတဟာရှုပ်ထွေးတဲ့စစ်နဲ့တန်တမန်ရေးရကစားွက်တစ်ခုပဲတစ်ဖက်က ဖီယာပဲတစ်ဖက်ကအချင်းဆွေးနေတဲ့ပုံစံမျိုးပေါ့ဒီတော့ဒါတွေအားလုံးကိုချုံဝံပြီးဖြန့်ချိလိုက်ရင်ပုံစံကတော်တော်လေးကိုရှုပ်ထွေးနေပြီတစ်ဖက်မှာယူကရိန်းကရာဖီဒီဂရစ်ပင်ဒီနဲ့အနာဂတ်အတွက်အင်အားကြီးလက်တက်တစ်ခုကိုတည်ဆောက်မဲ့ရေရှည်စီမံခန့်နဲ့တူရဲကောင်းဆန်တဲ့ဇလန်ဒီရှိနေတယ်ဟုတ်ပါပဲဒါပေမဲ့တချင်းတည်းမှာပဲ ြေပြင်ပေါ်မှာအသက်ရှူမရအောင်လို့အောင်ဖီအာတွေများနေပြီးနောက်ွယ်မှာတော့အရှုံးပိတ်ခိုက်တယ်လို့ဖြစ်နေတဲ့တန်တမကြီးကလမ်းကြောင်းတစ်ခုကရှိနေပြန်တယ်ဟုတ်ပါပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေကနေကောက်ချက်ဆွဲရရင်လမ်းကြောင်းနှစ်ခုကပြိုင်လူသွားနေတာကိုတွေ့ရတယ်ဘယ်လိုလမ်းကြောင်းနှစ်ခုလဲတစ်ခုကယူကရိန်းဟာနည်းပညာမြင့်လက်နက်တွေနဲ့အတူနှစ်ပေါင်းများစွာကြာမြင့်မဲ့စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေတဲ့ရေရှည်မြှုပ်မှန်းချက်လမ်းကြောင်းနောက်တစ်ခုကတော့လက်ရှိမြေပြင်အခြေအနေကြောင့်ယူရှားရဲ့စီကန်းချက်တွေတိုက် အခုချက်ချင်းအပြေရှားမှုဖိအားပေးခံရတဲ့ရေတို့အချက်အသေးလမ်းကြောင်းမှာอืมဒီနေရာမှာကျွန်တော်တို့အားလုံးစဉ်းစားကြည့်တာဖြစ်တယ်ဘူးလားဗျ။ကောင်းကင်ဘော်ကရေမှန်းချက်ကြီးကြီးမားမားတွေနဲ့မြေပြင်ဘော်ကခါးတီးတဲ့အမှန်တရားတွေကြားမှာဒီအရှိတရားနှစ်ခုဟာအတူတကွတရှိနိုင်မှာမလား။တနင်္ဂနွေကအနာဂတ်အတွက်အိမ်မက်ဒီမက်နေရင်းနဲ့ လက်ရှိမှာ MS တွေထဲကနေရုံထဖို့ကြိုးစားနေရတယ်လို့ပဲအဲ့ဒါပါပဲနောက်ဆုံးမှာဘယ်လန်းချောင်းကဒီပฏิပတ်ခရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမလဲဆိုတာကတော့မြေတည်ငင်းချရေးစာချုပ်မှာပါတယ်ပဲရေးထားသည်ဖြစ်စေဘယ်သူတွေကပါတယ်ပဲပြောနေသည်ဖြစ်စေဆက်လက်ဆောင်ကြည့်ရမယ့်အချက်ပါပဲအဲဒီဘေ့ကနေကြိုးဆိုပါတယ်ဒီနေ့ကျွန်မတို့ဆင်းရဲမဲ့အကြောင်းအရာကတော့လင်းနေနေပါကြလာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲရဲ့အနာဂတ်အကြောင်းပါပဲအချင်းတွေကကတော့လေးရှုပ်ထွေးနေတယ် သူဖက်မှာယူကရိန်းကအနောက်နိုင်ငံတွေစီကအဆင်အမြင်ဆုံးဂျက်တိုက်လေယံတွေရတော့မယ်။ဆရာလေးချောင်းပိုက်မှာကြီးမားတဲ့အပြောင်းအလဲတခုဖြစ်လာနိုင်တယ်။အဲ့ဒီချိန်မှာပဲသူဖက်မှာလက်စစ်မြေပြင်မှာရုရှားတပ်တွေကတိတိတတ်တထိုးဖောက်နေပြီးတော့အမေရိကန်ရဲ့တန်မှန်ရေးရဖြစ်အားတွေကလည်းယူကရိန်းကိုအယော့ပေးရမယ့်ပတ်ကူသွန်းပို့နေတယ်လို့မျိုးမြင်နေရပါတယ်။ဟုတ်ပါတယ်။ဆိုတော့ဒီနေ့အဓိကမိကွန်းကအဲ့ဒီခင်မီလေချောင်းအကူအညီကယူကရိန်းအတွက်စစ်ပွဲအခြေအနေကိုတကယ်ပဲ ဖြောင်းပြန်လတ်နိုင်မလားဒါမှမဟုတ်လက်ရှိစစ်မြေပြင်အခြေအနေနဲ့နိုင်ငံတကာဖိအားတွေကြောင့်ရုရှားရဲ့စီးကမ်းချက်တွေအတိုင်းစိတ်ဆက်ညီနိုင်ရဲ့စာဝေးဝိုင်းစီရောတော့ရမလားဆိုတော့ပါပဲအချစ်ပါတယ်ကျွန်တော်ကတော့ရှုထောင့်တို့မျိုးကနေကြည့်ချင်းပါတယ် အခုလက်ရှိစစ်မီပြင်းလာဆုံးရှုံးမှုတွေနဲ့နိုင်ငံရေးဖိအားတွေရဲ့အခြေအရန်ပြင်းထန်နေတော့အနာဂတ်မှာရောက်လာမယ့်လေကြောင်းဆွမ်းရည်ရဲ့အကျိုးသက်ရောက်နိုင်မှုကိုမွေးမြိန်စေပြီးယူကရိန်းကိုသူတို့မလိုလားအလျော့ပေးမှုတွေလောက်ရမယ့်အခြေအနေတစ်ခုစီတွန်းပေါ်နေတယ်လို့ရှုမိနေဘက်ကနေတင်ပြသွားပါမယ် ကောင်းပါပြီအဲ့ဒီတော့ကျမရဲ့ရည်ရည်ချက်ကိုအရင်ဆုံးစားပြောပါစေယူကရိန်းရဲ့ရေရှည်စရေးအလားအလာကတကယ်လို့အားကောင်းနေတော့မယ်လို့ကျမမြင်နေဘာကြောင့်လဲဆိုတော့မကြာသေးခင်ကယူကရိန်းလီတက်ကဗီဒီယိုတစ်ခုထုတ်ပြန်ခဲ့တယ်အဲ့ဒီမှာပြင်တစ်လက် Mirage 2000 Jet Lion တစ်စင်းကရုရှားရဲ့အဖို့တန် KH101 Cruise Stone G ချစင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပြထားတယ်อืมဒါကခင်မမီတော့ဘူးလို့တတ်မှတ်ခံထားရလေးရင်တစ်မျိုးနဲ့တောင် ယူကရိန်းလီယံမှုတွေရဲ့အရေးအတွေးပဲလုံးမြင့်လေဆိုတော့ပြနေတာပါဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်အခုယူကရိန်းကအက်ဒီမီရော့ချ်ထက်အစားစားရာရာတာလွန်တဲ့ပြင်းစစ်လို့ဒါဇိုရက်ဖဲလ်အစင်တီရာနဲ့ဆွီဒန်လို့ JS 39 Gripen အစင်တီရာ50ရို့တပိုးတူညီချက်တွေရထားပြီးပြီဒီလီယံတွေကစစ်ပွဲရဲ့ကစားဝတ်ကိုပြောင်းလဲနိုင်တဲ့ game changer တွေလုံးပြောလို့ရပါနေအရှင်မြင့်ချက်လီယံတွေကအရေးပါတာတော့မှန်ပါတယ် ဒါပေမဲ့လက်တွေ့စစ်မြေပြင်ကကြမ်းတမ်းတဲ့ဖြစ်မှန်တွေကိုတော့မျက်ကွယ်ပြုလို့မရဘူးလေ။အဲ့ဒီလီယန်တွေကမော်ဒုတ်တွေကိုအရာအလုံးကိုချက်ချင်းပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး။အခုလက်ရှိဇပရီဇီယာနဲ့ပိုခရော့ဖ်မြို့တွေရဲ့နေတပိုင်းမှာဆိုရင်ယူကရိန်းရဲ့ကာကွယ်ရေးလိုင်းတွေကရုရှားရဲ့ပြင်းထန်တဲ့ထိုးစစ်တီကြောင်တဖြည်းဖြည်းပြိုလဲကျနေပြီ။อืมအဲ့ဒါလည်းဟုတ်ပါတယ်။ရုရှားတပ်တွေဟာဇဒီရှားနဲ့ဗီဇူလာလိုအဓိကကြားတဲ့နေရာတွေကိုသိမ်းပိုက်ပြီးယူလီယိုင်ပူမြို့ကိုတိုက်ရိုက်ချင်းချောင်းနေပြီ။ စစ်မီပင်ကဖိအားတဲ့ဒါမကဘူးနိုင်ငံရေးဖိအားတွေကလည်းရှိနေတယ်အမေရိကန်ကအဆိုပြုထားတဲ့လိုတရင်ထွက်နေတဲ့အချက်၂၈ချက်ပါညင်းချိုင်းရဲ့အစီအစဉ်တချို့က Trump plan လို့ခေါ်ကြတာဟာဗောလေအဲ့ဒါကယူကရိန်းကိုနေမည်စွန့်လို့ဖို့အထိဖိအားပေးနေတာဆိုတော့အနာဂတ်မှာရောက်လာမယ့်ဂျက်လီယန်တစ်တွေရဲ့အကျိုးကျေးဇူးကိုမခံစားရခင်မှာပဲ ယူကရိန်းဟာစစ်ဆက်ညှိနှိုင်းရေးစာပွဲစီရောက်သွားနိုင်ခြင်းပုံမြင်နေတယ်လို့ကျွန်တော်မြင်တယ်။ဒီလိုအလွယ်တကူတက်ရှိစ်လောက်လို့မရတဲ့အပြင်ရန်သူပြစ်မှတ်တာစင်ပေါင်းများစွာကိုတချိန်ထဲမှာခြေရခံနိုင်တယ်။အရေးကြီးဆုံးက spectra လို့ခေါ်တဲ့ electronic စစ်စင်ရေးစနစ်ပါ။ဒါကလေရင်အတွက် electronic တိုင်းတစ်ခုလိုပဲ။ရုရှားဒုံးကျည်တွေရဲ့ radar နဲ့ပျောက်ခွဲတော့အောင်။ဒါမှမဟုတ်လေရင်အစင်းရဲ့ဒီနေရာနဲ့အရေးအတွက်ကိုလမ်းလွှဲတော့အောင်တစ်ဆေးအချက်ပြမှုတွေဖန်တီးပေးနိုင်တယ်။ အဲ့ဒီစွမ်းရည်ကယူကရိန်းတက်တဲ့အတွက်လုံခြုံတဲ့လေကြောင်းစင်ကြက်နဲ့ဖွင့်ပေးနိုင်ပြီးသူတို့ရဲ့တိုက်ခိုက်ရေး drone တွေနဲ့မြေပြင်တပ်ခွဲတွေကိုအခုထပ်ပို့ပြီးထိထိရရောက်အကာအကွယ်ပေးနိုင်မှာလိမ့်မယ်။ဒါကြောင့်လက်ရှိမြေပြင်အခက်အခဲတွေကအရာကြီးပါပဲ။ဒါမဲ့အဲ့ဒီလေရင်တွေကိုထောက်ပံ့ပေးဖို့လိုအပ်တဲ့ Geha system တစ်ခုလုံးကိုရောထည့်စင်စားရလား။ဒါတွေကအရန်ရှုပ်ထွေးတဲ့စက်ပစ္စည်းတွေလုံခြုံတဲ့ leader စခန်းတွေဘယ်မှာထားမလဲ။ပြုတ်ပြင်းထင်းထင်းရေးဖွဲ့တွေ အထူးပြုလုပ်ထားတဲ့လက်နက်ခရမ်းတွေရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကတော့ရုရှားရဲ့အစ္စကန်ဒါဒုံးကျည်တွေကယူကရိန်းနိုင်ငံရဲ့ဘယ်နေရာကိုမဆိုတိတိကျကျပိတ်မထားနိုင်တယ်ဆိုတာပြပြထားပဲဒေါ်လာတန်ပေါင်းများစွာတန်တဲ့ဒီကျက်လျင်တွေမြေပြင်ပေါ်မှာဘလို့ရှင်နံကျင်ရနိုင်မလဲအဲ့ဒီမေဟုံကပိုအရေးကြီးရဲ့လို့ကျွန်တော်ထင်တယ် အဲ့အထက်တွင်စဉ်းစားရမယ့်အချက်ပါဟုတ်ပါတယ်ဒါပေမဲ့ယူကရိန်းဟာဒီစင်ကုန်မှုတွေကိုရင်ဆိုင်မှုပြင်ဆင်နေပါတယ်သူတို့ဟာလေရင်ကွင်းတွေကိုအဆက်မပြတ်နေရရွှေ့ပြောင်းတာမြေအောက်မှာလုံခြုံအောင်ထားတိုတာအနောက်နိုင်ငံတွေရဲ့အကူအညီနဲ့လေချောင်းရံကာကွယ်ရေးစနစ်တွေကိုအားထည့်တာတွေလုပ်နေပါတယ်ပြီးတော့လေရင်မှုတွေရဲ့အရေးသွေးကိုလည်းမမေ့သင့်ဘူးလीအ Mirage လိုလီယင်မျိုးနဲ့တောင်ဒီလောက်ဆွမ်းဆောင်ရေးပြနိုင်ရင် Rafael လိုပိုပြီးအလိုလျောက်စနစ်များတဲ့လီယင်တွေကိုအချင်းတိုအတွင်းကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မှာသိကြပါဗါတယ်။အဲ့ဒီအချင်းတိုအတွင်းဆိုလဲစကလုံးကော်မှာပဲကျွန်တော်ကသဘောမတူနိုင်တာပါ။ Rafael လုံးဝကွဲပြားပြီးအများကြီးပိုရှုပ်ထွေးတဲ့လီယင်အမျိုးအစားအတွက်လေ့ကျင့်ရေးဆိုတာအတွေ့အကြုံရှိတဲ့လီယင်မှုတယောက်အတွက်တောင်ကနစ်ကျော်အချင်းယူပါတယ်။လီယင်မှုတွေသာမကဘူး။မြေပြင်ကထိန်းသိမ်းရေးအဖွဲ့သားတွေအတွက်လေ့ကျင့်ရေးကလည်းအချင်းအများကြီးလိုတယ်။ လက်တွေ့ကြကြပြောရရင်ဒီလီယင်ဒီလုံရင်းနဲ့စစ်မြေပြင်မှာထိထိအရောက်စစ်စင်ရွေးဝင်နိုင်မို့ဆိုတာ2026နှစ်ကွန်ပိုင်သာမမို့2029မှာဖြစ်နိုင်ရည်ရှိတာအဲ့ဒီအချိန်အထိအရှည်တန်းကတောင့်ခံထားနိုင်မှာမလားဟွန်းဇေပရီးယားမှာကာကွယ်ရေးလိုင်းတွေပြိုကျလေသလိုစီဗာစကမြို့ရဲ့25ရာခိုင်နှုန်းကိုရုရှားကထိန်းချုပ်ထားပြီးလိုင်းမန်မြို့တွေကိုတောင်ရုရှားကင်းနောက်တက်တွေဝင်ရောက်နေပြီးရသတင်းကိုထွက်နေတယ်။နီးပညာကအရေးကြီးပေမဲ့အချိန်ကဲရော့မလိုက်အရာမထင်နိုင်ပါဘူး။ခမည်းအမြင်ကိုကျွန်မနားလဲပါတယ်။ ဒါပေမဲ့မြေပြင်ကဆိုးရှုံးမှုတွေကိုရှုထောင့်တမျိုးကနေကြည့်လို့ရနိုင်သေးတယ်။ဒါဟာယူကရိန်းရဲ့ကွေးညွတ်ပင်မြေမချိုးပတ်ဆိုတဲ့ကာကွယ်ရေးနည်းပြဟာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တာပဲ။သူတို့ဟာအချိန်ရဖို့အတွက်နေမြေကိုအလဲအထက်လုံနေတာပါ။ရီရဲထက်ကရုရှားတပ်တွေကိုမျိုးပြကြိုက်ကွဲတွေနဲ့ဆွဲခေါ်ပြီးအင်အားနဲ့အရင်မြေတွေကိုတစ်ဖြည်းဖြည်းခြေနဲ့တွားအောင်လုပ်ဖို့ပဲဖြစ်နိုင်။ဒါကဆိုဗီယက်အာဖဂန်စစ်ပွဲမှာဆိုဗီယက်တပ်တွေကြုံခဲ့ရတယ်လို့မျိုးပါရုရှားအတွက်ရေရှည်မှမခံနိုင်တဲ့ဝန်ထုပ်ဝန်ဖို့ဖြစ်လာစေနိုင် ဒီနည်းပြဝါကအောင်မြင်ဖို့အတွက်အချိန်လိုအပ်တယ်အဲ့ဒီအချိန်ကိုခိမိချက်လက်ရည်ရောက်လာရဲ့ဒီဆွဲဆန်းဖို့စ조사နေတာပါအဲ့ဒါကတော့နင်းနဲ့အကောင်းမြင်လို့နဲ့သုံးတစ်ချက်တခုလို့ကျွန်တော်တော့ထင်တယ်စီမီပြင်ကတည်နေရဒါဟာ view ဟန်မဲ့ဆုတ်ခွာနေတာမျိုးထက်ကာကွယ်ရေး line နေတကယ်ပြိုကျနေတဲ့ပုံပိုးပေါက်နေတယ်ထင်းချုပ်ထားတဲ့ကာကွယ်ရေးတခုမဟုတ်ဘူးယူရှားကယူကရိန်းနဲ့မီတာလန်လို့အရေးကြီးတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို အစ္စကန္ဒာဒုံးကျည်ဒီနဲ့တိတိကျကျပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အကြောင်းယူကရိန်းတပ်တီးရဲ့စစ်ရေးစွမ်းရည်ကတိတိတာတာထိခိုက်နေတယ်။ဗျူဟာမြောက်စစ်ရှေ့ဒေခမ်းမှုဆိုတာယူကရိန်းအတွက်အခုချိန်မှာမရှိတော့တဲ့ဇင်ခံဖိစီးတစ်ခုဖြစ်နေပါပြီ။ဂျက်လီယင်နဲ့မရောက်ခင်ကျိုးပဲ့သွားမယ့်အမတ်ကိုရောက်သွားရင်ဘယ်လိုလုပ်မလဲ။ယူလီယာပေါ်လိုအဓိကကျတဲ့မြို့တစ်မြို့ကြော့ဆုံသွားရင်တောင်ပိုင်းစစ်မြလာတစ်ခုလုံးအတွက်ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်မလဲ။အနေရီကကြီးမားတယ်ဆိုတာကျွန်မလက်ခံပါတယ်။ ။အဘိမေယူကရိန်းပြည်သူတွေရဲ့စိတ်သက်နဲ့တိုင်းပြည်ကိုကာကွယ်လိုတဲ့ဆန္ဒကိုရှော့မတွက်သင့်ဘူး။သူတို့အတွက်အောင်မြင်မှုဆိုတာထွန်းကိုတော့ကိုရှိတဲ့ခွနစ်ကနိုင်ငံတကာကအတိမပြုထားတဲ့နန်နီမိုက်တွေကိုအချွတ်ချာအာဏာအပြစ်နဲ့ပြန်လည်ရရှိဖို့ပဲ။ဒီရီမန်းချက်အတွက်သူတို့ကဘလောက်ပဲခက်ခဲပါစေရေရှည်တိုက်ပွဲဝင်ဖို့အသင့်ရှိနေကြတယ်။ဒါကြောင့် Crimea နဲ့ Donbas ကိုယူချပိုင်အဖြစ်အတိမပြုခိုင်းတာမျိုးပါဝင်တဲ့ Trump Plan လို့အစီအစဉ်တွေကိုသူတို့ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ အဲ့ဒီကိုဖိအားပေးမှုတွေကအနောက်နိုင်ငံတွေစီကပုံမှုအစ်မင်းနဲ့လက်နက်အကူအညီတွေအရေးကြီးလို့အကြောင်းမိပေါင်းထုတ်ပြလိုက်တာပဲဖြစ်ပါလိမ့်မယ်။စေချက်နဲ့စန်တာကအရေးကြီးပေးမယ်။ဟိုစပတ်တစ်ခုကိုအနိုင်ငယ်ဖို့လုံလောက်တဲ့အလာတော့မဟုတ်ပါဘူး။အထူးသဖြင့်နိုင်ငံရဲ့အခြေအနေရောမတည်ငြိမ်တဲ့အခါမှာပေါ့။ယူကရိန်းမှာလက်ရှိဖြစ်ပေါ်နေတဲ့အကြီးတန်းဝန်ကြီးတွေနဲ့ပတ်သက်တဲ့အကတိလိုက်စားမှုစုံစမ်းစစ်ဆေးမှုတွေကိုကြည့်လေ။အဲ့ဒီပြဿနာတွေကြောင့်ပါလီမန်ဖြစ်တဲ့ရာဒါရဲ့လုပ်ငန်းတွေတောင်ရပ်ဆိုင်ထားရတဲ့အထီး နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ဒီအခြေအနေကိုအမေရိကန်ဘက်ကအခွင့်ကောင်းယူပြီးတော်မရာဇလင်စကီကိုဖိအားပေးဖို့အတုံးချင်းနေလာတွေ့ရတယ်။အနောက်နိုင်ငံတွေကသူတို့ရဲ့အကူအညီတွေကိုအလားဟတမဖြစ်စေချင်ဘူးလေ။ကီယက်အစိုးရကိုယ်တိုင်ကအချင်းပြချစားမှုပြဿနာတွေနဲ့နပန်းလုံးလေးချိန်မှာအနောက်နိုင်ငံတွေရှိကအကန့်အသတ်မရှိထောက်ပံ့မှုကိုဘလို့ဆက်ပြမျောလဲနိုင်မလဲ။အနိုင်တိလိုက်စာမှုကနှစ်ပုံများစွာကတည်းကရှိခဲ့တဲ့ပြဿနာတစ်ခုပါ။ စစ်ပွဲကာလမှာပိုပြီးတော့အယုံဆိုင်ခံလာရတာဖြစ်နိုင်ပေမဲ့တခါကယူကရိန်းရဲ့စစ်ရေးကြိုးပမ်းမှုကိုလမ်းချော်သွားစေမှာမဟုတ်ဘူးလို့ကျွန်မယုံကြည်တယ်။ယူကရိန်းပြည်သူတွေဟာသူတို့ရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်နေတာဖြစ်ပြီးအစိုးရအတွင်းကပြည်ထနာတွေကသူတို့ရဲ့ကြီးမားချက်ကိုမပြောင်းလဲစေပါဘူး။တစ်ဖက်မှာလည်းယူရှားသမ္မတပူတင်ကိုယ်တိုင်ကစစ်ပွဲကိုအဆုံးသတ်လိုက်ရင်ကြီးမားတဲ့ဆုံးရှုံးမှုတွေအသက်ပြည်သူကိုဖြည့်ဆင်းချက်ပေးရမှာစိုးရိမ်နေတယ်လို့အမေရိကန်ထောက်လှမ်းရေးကတုံ့တက်ထားတယ်။ တကြောင်သူကိုယ်တိုင်လည်းစစ်ပွဲကိုတတ်နိုင်တဲ့လောက်ကြာရှိအောင်ဆွဲခါကျင်နေပုံရတယ်။နှစ်ဖက်စလုံးကရေရှည်စစ်ပွဲအသက်ကျင်းစင်နေကြတာပါ။အဲ့ဒီနေရာမှာပဲကျွန်တော်တို့ကလည်း꽌လို့ရတာပါ။ယူကရိန်းကရေရှည်စစ်ပွဲအသက်ပြင်ဆင်နေတယ်ဆိုတာထက်ရေရှည်စစ်ပွဲကိုဆင်နွှဲဖို့အတင်းအကျပ်အခြေအနေရောက်နေတာပါ။ပူတင်ကအချင်းဆွဲလေတူးတက်အကျိုးရှိလေပဲ။ဘာလို့လဲဆိုတော့အနောက်နိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုကအချင်းကြာလာတဲ့အမြတ်အကြောင်းထင်လာနိုင်တယ်။အမေရိကန်နိုင်ငံရဲ့ပြောင်းလဲလဲတဲ့ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ယူကရိန်းတက်ကတော့အချိန်ကြာလေလေလူအင်အားလက်နက်အင်အားနဲ့စီးပွားရေးအရာပူပြီးဆုံးရှုံးလေလေပဲဒီတော့လက်ရှိအချိန်တွေမှာ1997နဲ့နိမိတ်တွေကိုပြောင်းရုပ်ဖို့ဆိုတာလက်တွေ့မကျတော့တဲ့စိတ်ကူးတစ်ခုဖြစ်လာနိုင်တယ်အခုချိန်မှာနိုင်ငံတစ်ခုလုံးလုံးဝမပြိုးလဲသွားအောင်ဆက်လက်ရှင်တန်းနိုင်အောင်နာကျင်တဲ့အလျော်ပေးမှုတွေလုပ်ပြီးစစ်ဆက်လိုက်တာကပူပြီးလက်တွေ့ကြလေဖြစ်ရှင်နည်းတစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်ရရတိုင်းကိုလိုချင်လို့အရာဆုံးရှုံးသွားတာမျိုးမဖြစ်သင့်ဘူးလေ။ဒါပေမဲ့အဲ့ဒီလိုဆစ်ဆက်လိုက်ခြင်းကယူရှားရဲ့ ကျူးကျော်မှုကိုအတိမတ်ပြုတ်လိုက်တယ်လို့ဖြစ်သွားမှာမဟုတ်ဘူးလားအဲ့ဒါကအနာဂတ်မှာယူရှားကိုနောက်ထပ်ကျူးကျော်မှုတွေလုပ်ဖို့အားပေးရရောက်သွားနိုင်နေယူကရိန်းအသူရနိုင်ငံအတွက်တင်မကပဲဥရောပတစ်ခုလုံးရဲ့လုံခြုံရေးအတွက်ပါတိုက်ပွဲဝင်နေတာပါဒါကြောင့် Rafael နဲ့ Gripen Jetlyan တွေဟာလက်နက်တွေတတ်တယ်မဟုတ်ပဲနိုင်ငံရေးရရစိတ်သက်ပိုင်းဆိုင်ရရပါအေးပါတဲ့တင့်ခစ်တီတွေထစ်လာပါလိမ့်မယ် အနောက်နိုင်ငံတွေကယူကရိန်းကိုလက်မလွတ်ဘူးဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းပါလိုက်တာပါပဲသတင်းစကားပါယုံနဲ့စစ်ပွဲကိုအနိုင်မတိုင်နိုင်ပါဘူးတနမန်ရေးရမှာအလျော့ပေးညီနိုင်မှုဆိုတာ ရှုံးနိုင်ခြင်းမဟုတ်ပါဘူးတခါလေမှာပိုဂျီမားရဲ့ဖြစ်စည်းဆုံးရှုံးမှုတွေကိုရှောင်ရှားဖို့အတွက်မလွဲမရှောင်သာရွေးချယ်ရတဲ့လမ်းတစ်ခုပဲ Trump plan မှာပါတဲ့အချက်တွေဖြစ်တဲ့ စစ်အင်ရားကိုလီတင်းရဲ့ထိရှော့ချရေးနီတိုဖွဲ့တဲ့ကိုမဝင်ဖို့သဘောတူရေးစာရာတွေဟာ ယူကရိန်းအတွက်မြို့ချရခက်တဲ့စေခါးကြီးတွေဖြစ်ပေမဲ့အဲ့ဓာတွေကလက်ရှိစစ်မြေပြင်ကအင်အားကျဉ်ခွင့်ရာကိုထင်ထပ်နေတယ်။နိုင်ငံတကာနဲ့ပြည်တွင်းနိုင်ငံရဲ့ဖိအားတွေကြောင့်ငင်းချမ်းရဲ့အစီအစဉ်ကိုလက်ခံမဲ့ယာယီဆိုရတရက်ဖွဲ့စည်းတာနိုင်နေဆိုတဲ့ခံမှန်းချက်တွေတောင်ရှိနေတာကိုမျက်ကွေ့ပြုလို့မရပါဘူး။ဒီတော့ကျွန်တော်ရဲ့ငင်းခွန်မှုက နော်ဆုံးမှာတော့မျောလင်းချက်နဲ့လက်တွေ့ချိန်ကြာကပြိုင်ခွေတစ်ခုပဲဗျာဒီနေ့ဆွေးနွေးမှုတွေကိုပြန်ကြည့်ရင်ရွှေထောင်နှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကျမဘက်ကတော့ယူကရိန်းရရှိလာမဲ့ခေတ်မီလီကျောင်းဆွမ်းရည်ဟာယေရှုနာစစ်ပွဲရဲ့အခြေအနေကိုယူကရိန်းဘက်ကတိတိတတ်တရင်ရင်တွားစေနိုင်တဲ့အလွန်အရေးကြီးတဲ့အချက်ဖြစ်ပြီးလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်လွှမ်းနိုင်မဲ့မျှော်လင့်ချက်အလင်းရောင်တစ်ခုဖြစ်တင်ပြခဲ့ပါရစေ။ကျွန်တော်ဘက်ကတော့လက်ရှိစစ်မြေပြင်ပေါ်ကပြင်းထန်တဲ့ဖြစ်ရာတွေ ယူရှားရဲ့ထိရောက်တဲ့စစ်ဗျူဟာတွေယူကရိန်းရဲ့ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့နိုင်ငံတကာရဲ့တန်တမာရေးဟာဖိအားပေးမှုတွေဟာအနာဂတ်နှိပညာရဲ့ကတိစကားတွေထက်ပူပိလက်တွေကြတဲ့အင်အားစုတွေဖြစ်ယူကရိန်းရဲ့ရွေးချယ်စရာတွေကိုကန့်တတ်လိုက်ပြီးစစ်ဆန်ညီနိုင်ရေးစီကိုမလွဲမရှောင်သာတွန်းပို့နေတယ်လို့ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းအရာမှာသဘောထားကွဲလွဲမှုလေးဆက်ရှိနေဦးမှာအသေးချပါပဲဒီလိုရှုထောင်မျိုးစုံကနေစဉ်းစားသုံးသပ်ခြင်းအပြင်ကျမတို့ဟာဒီရှုပ်ထွေးတဲ့ပฏิပက္ခရဲ့အလွတ်ပေါင်းစုံကိုပုံမနားလည်နိုင်မယ်လို့ပြောလင့်ပါတယ်ဟုတ်ပါတယ်နီးပညာစီးပြူဟာနဲ့နိုင်ငံရေးတို့ကြားကအပြန်အလှန်ဆက်နွယ်မှုတွေကဘလောက်တောင်ရှုပ်ထွေးနေနေတဲ့ဆိုတာဒီဆွေးနွေးမှုကမိမုံထူးပြနေတာပေါ့နော် ဒီအကြောင်းအရာနဲ့ပတ်သက်လို့ဆက်လက်လေ့လာစရာတွေအများကြီးရှိသေးတယ်ဆိုတာကိုလည်းတင်ပြရင်းညီကုံချိုးလိုက်ပါရစေ။